မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ရှမ်းကုန်းမြို့မှာစစ်ကောင်စီရဲတွေနဲ့ပြူစော်တီအဖွဲ့တွေအချင်းချင်းပြစ်ခတ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းကုန်းမြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံရဲတွေနဲ့စစ်ကောင်စီကပြူစော်တီကောပြည်သူစစ်တွေရက်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့တွေလူမိုက်အဖွဲ့တွေနဲ့အချင်းချင်းကြားပြန်လည်ပြစ်ခတ်မှုတွေဖြစ်နေပါတယ်။ရှမ်းကုန်းမြို့လမ်းမတော်မြို့နယ်ကဂျန်ရှင်း မော်တင်ကုံတိုင်နီမှာစစ်ကောင်စီလက်အောက်ခံရဲရီနဲ့ပြူစောတိဖွဲ့တွေအချင်းချင်းပြစ်ခတ်မှုတွေဖြစ်ခွာခဲ့တယ်လို့သိရပါတယ်။ဇွန်လ23ရက်ည7:00နာရီလောက်မှာဂျန်ရှင်မော်တင်ကုံတိုင်နီမှာရှိနေတဲ့ရဲတအုပ်ကိုပြူစောထွန်းရွေကကားတစီးနဲ့လာရောက်ပြီးဓာတ်နဲ့ကုန်းဒုတ်တွေနဲ့ဆိုင်ကြတာလို့သိရပါတယ်။အရင်နောက်ရဲတွေထက်ရောက်လာပြီးတနက်နေ့ပြစ်ခတ်ခဲ့တယ်လို့လမ်းမတော်မျိုးနယ်ဒေသခံတွေကပြောပါတယ်။ဒါနဲ့ခုတ်ခံရတဲ့ရဲနဲ့ပတ်သက်ပြီးအမျိုးသမီးကိစ္စောက်ကြောင်းလို့လမ်းမတော်မျိုးနယ် မျိုးကန်တချို့ကပြောပါတယ်ရဲနဲ့ကြိုက်နေတဲ့အမျိုးသမီးကပတ်စံခိုးသွားတယ်ပြောတယ်အဲ့ဒါကိုလူမိုက်တွေကလိုက်တာလို့ကြားတယ်လို့လမ်းမတော်မျိုးကန်တအုပ်ကပြောပါတယ်ဒီဖြစ်စဉ်တွင်မှာရဲတအုပ်ပြင်းထန်တရားရပြီးပြူစော်တီလေးဥဖန်စီခံရတယ်လို့လည်းဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့မေလ25ရက်နေ့ကလေးကကမတ်ရုံမြို့နယ်ရဲစခန်းမှာပြူစော်တီဖွဲ့တွေကဝင်ရောက်တနက်ပစ်ခတ်ခဲ့စဉ်ဖြစ်ပွားခဲ့ပါသေးတယ်ပြူစော်တီတွေဖြစ်တဲ့လိုင်မြို့နယ်6ရက်ကွယ်အုပ်ချုပ်ရေးမှူးကျော်သူနယ်10ရက်ကွယ်အုပ်ချုပ်ရေးမှူးစန်းတီ10ရက်ကွယ်အုပ်ချုပ်ရေးမှူးတန် က်စုံဦးတို့ဖွဲ့ကမေလ25ရက်ညပိုင်းမှာကမာရွရေစခန်းကိုတွားရောက်ပြီးတနက်ပစ်ခဲ့တာလို့ဒီဖြစ်စဉ်ကိုသိတဲ့ဒေသခံတအုပ်ကပြောပါရယ်ရှင်းအုပ်ချုပ်ရင်မူစံထင်မိမစီးနှင်းလာတဲ့လိုင်းစင်မဲ့ဆိုင်ကေကိုကမာရွရေစခန်းကရဲရီကဖမ်းဆီးသိမ်းလာတဲ့ပတ်သက်ပြီးပြန်ပေးဖို့ပြောရကနေမကြည့်မလဲဖြစ်ပြီးတနက်နဲ့သွားပြီးပြစ်ခတ်ခဲ့တာလို့ဆိုပါရယ်ဒီပြစ်ခတ်မှုအတွင်းမှာကမာရွရေစခန်းကရှင်းနှုတ်ထိမှန်တန်ရာရရှိရလို့လည်းဆိုပါရယ်သူတို့အချင်းချင်းခြားတာကကောင်းပါတယ်ဘလို့ခြားခြားလို့ရှန်ကုန်မြို့ကန်တအုပ်ကပြောပါရယ် ဒေတာတီတီကစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့ရွာတွေကရက်ကွက်နေချင်းရွာအုပ်ချုပ်ရေးဖွဲ့ဝင်တွေကိုစစ်ကောင်စီတွေကဖြူစော်တီဖွဲ့ဝင်တွေဖြစ်သတ်မှတ်ပြီးလက်နက်တပ်ဆင်ပေးထားတာပါဒါအပြင်မြို့ရွာတွေကလူမိုက်တွေကိုလည်းစစ်ကောင်စီကလက်နက်တပ်ဆင်ပေးထားပါတယ်ဒါအပြင်ဒေတာတချို့မှာတော့စစ်ကောင်စီကလူမိုက်တွေခေဆက်ဆက်ဒူးစရိုက်လူသူတွေကိုရက်ကွက်ချင်းရွာအုပ်ချုပ်ရေးမှုတွေဖြင့်ခန့်အပ်ထားတာလည်းရှိပါတယ်ဆက်လက်ပြီးပလဲမြို့နယ်မင်းတိုင်ပင်ရွာနဲ့ပခုတ်ကူမြို့နယ်ကံမရှိပြလမ်းမိုင်းကိုစစ်တပ်ကလေရင်နဲ့ပုံကျဲမှုပြည်သူများထိခိုက်မှုရှိတဲ့ကြောင့် တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလင်းမြို့နယ်မင်းတိုင်ပင်ရွာနယ်ပခုတ်ကူမြို့နယ် ကံမရေပြာလမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူများထိခိုက်မှုရှိကြောင်းဒေသခံပြည်သူတွေကပြောပါရယ်ဇွန်လ12ရက်မနက်9နိုင်မှမနက်10နိုင်မိနစ်30အထိပလဲမြို့နယ်မင်းတိုင်ပင်ရွာကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှု၄ချိန်ပြုလုပ်ခဲ့ကြောင်းသိရပါရယ်အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းကျင်းရွာနေပြည်သူနှုန်းထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်များလည်းပျက်စီးခဲ့ကထိခိုက်မှုအသေးစိတ်အခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါရယ် ဒီကနေ့မနက်9:00နာရီစပြီးပုံကျဲတိုက်ခိုက်နေတာမင်းတိုင်ပင်ကြီးရွာကို Jet Fighter နဲ့လာကျဲတာ၄ချိန်ကျဲချတိုက်ခိုက်သွားခဲ့ပါတယ်ပြည်သူနာအိုးတိုက်ခိုက်တရားရရှိပြီးနေအိမ်တွေပျက်စီးရလူသေရသည်နဲ့အခြေအနေအသေးစိတ်ကိုတော့အတိမပြုနိုင်သေးဘူးလို့ဆိုပါတယ်အလာတူမကွေတိုင်းပကုတ်ကူမျိုးနဲ့ကံမြရှိပြလမ်းပိုက်ကိုလည်းအကြံဖက်စတက်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသတွင်သတင်းအရင်းမြစ်တွေကပြောပါတယ်ဇွန်လ14ရက်နေ့နေ့လယ်နိုင်ကမှအကြံဖက်စတက်ရဲ့ရိခါပိုးစစ်ကြောင်းရှိနေတဲ့ကံမရှိပြလမ်းပိုက် ို Jet Fighter နှစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေရှိခါဖို့စစ်ကြောင်းကကံမရှိပြလမ်းပိုင်းမှာရှိနေတာဆိုတော့ခုနကပဲလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်ထိတွေ့တိုက်ပွဲဖြစ်တယ်လို့တော့မကြသေးဘူးတရားတက်ကနေပေါကပစ24ဘက်ကိုထွက်သွားတဲ့ရိခါစစ်ကြောင်းအတွက်လမ်းကြောင်းရှင်းနေတာလို့ဒေသခံတအူးကဆိုပါတယ် ဆက်လက်ပြီးရွှေဘုံမြို့နယ်ဆေပင်ကျွန်းပြူစောတိရွာကိုတိုက်ခိုက်သိမ်းပိုင်မှုပြူစောတိတအုပ်တည်ဆောင်ပြီး၁၈ဦးအရှင်ဖမ်းမိကလက်နက်ဆင်လက်သိမ်းဆင်ရရှိရကြောင်းတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းရွှေဘုံမြို့နယ်စေပင်ကျွန်းပြူစောတီရွာကိုတိုက်ခိုက်သိမ်းပိုင်ရာပြူစောတီတအုပ်တည်ဆုံးပြီးဆက်ရှင်ဦးအရှင်ဖမ်းမိကလက်နက်ဆယ်လက်သိမ်းဆည်းရရှိခဲ့ကြောင်းရွှေဘုံခရိုင်အမှတ်၁၈တန်ရင်တထောက်တာဝန်ခံပြောရေးဆိုခွင့်ရှိသူကိုနေမျိုးကပြောပါတယ်ဇွန်လ9ရက်နေ့မနက်အစောပိုင်း9:30မိနစ်30ကစပြီးစေပင်ကျွန်းပြူစောတီရွာကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကစတင်ချင်းကတိုက်ခိုက်ခဲ့ပြီး အပြန်လန်ထိတွေ့တိုက်ပွဲဖြစ်ပွားကမနက်6:55မိနစ်ခန့်မှာဖြူစောတီအထိုင်စခန်းတစ်ခုလုံးကိုအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။အကြံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုဝိုင်တွဲနဲ့ပုံသီးစကိုလုံးကျင်းချတိုက်ခိုက်ခဲ့ပြီးဖြူစောတီရွာတွေကလည်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခတ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းဖြူစောတီတအုပ်တည်ဆောင်ပြီးဖြူစောတီ၁၈ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းဒါပြင်ဖြူစောတီများထံမှဂျီတရီတနက် က်2လက်၊ကားပိုင်းတနက်6လက်၊တွဲဖို့တနက်2လက်နဲ့ဆက်ဆက်ပစ္စည်းများတင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါကျင်းရွာများမှပြူစော်တီများကကျင်းရွာတွင်ရှိအမျိုးသမီးငယ်များကိုမရင်းချင်းချင်းတပ်ဖြတ်ခြင်းနဲ့တခြားရွာမှပြည်သူများကိုပြစ်ခတ်တပ်ဖြတ်မှုကျူးလွန်နေသူများဖြစ်ကြောင်းသိရပါတယ်။ဆယ်ပင်ကျွန်းပြူစော်တီရွာကိုအပြန်အလှန်တိုက်ခိုက်ရင်းနဲ့မိုးမလင်းခင်မဲ့ပြူစော်တီအထိုင်စခန်းအားလုံးကိုသိမ်းပိုင်နိုင်ခဲ့တဲ့ပြူစော်တီအသေးတကောင်နဲ့အရှင်၁၈ကောင်ကိုလက်ရဖမ်းဆီးရမိခဲ့တယ်။အဲ့ဒီစခန်းကပြူစော်တီတွေကသူတို့ရွာထဲနေတဲ့အမျိုးသမီး ိငယ်တွေကိုအလုံးမတူပဲမရင်ကျင်တာလူသက်တာတွေနဲ့တခြားရွာကပြည်သူတွေကိုလည်းပြစ်ခတ်သက်ဖြတ်တာတွေကျူးလွန်နေကြတာပါလို့ရွှေဘိုခရဲ့ MS8 တန်ရင်တက်ထောက်တာဝန်ခံပြောရေးဆိုခွင့်ရှိသူကိုနေမျိုးကပြောပါရင်အဆိုပါတိုက်ခိုက်မှုကိုရွှေဘိုခရဲအမှတ်23 18 25 26 9006 1901တရင်နဲ့နေမြေပကဖဖွဲ့များပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါရင် ဆက်လက်ပြီးစစ်တပ်တရားရုံးတွေကတည်တန်းစီရင်ချက်ကိုမိနစ်ပိုင်းတွင်ချမှတ်နေတဲ့အပြင်အကျဉ်းသားအကျဉ်းသူများကိုလျှက်စစ်လျှော်နဲ့ညှဉ်းပန်းခြင်းလိမ့်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများပါလှုံ့ဆော်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်ရဲ့လက်အောက်ခံတရားရုံးတွေကနေဝက်စွာတည်တန်းစီရင်ချက်တွေကိုမိနစ်ပိုင်းတွင်ချမှတ်နေတဲ့အပြင်စစ်တပ်ကလည်းအကျဉ်းသားအကျဉ်းသူတွေကိုလျှက်စစ်လျှော်နဲ့ညှဉ်းပန်းခြင်းလိမ့်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများကိုပါလှုံ့ဆော်နေကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာမြေလန်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကပြောပါရယ်စွန်လ13ရက်နေ့အထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးမှာကျင်းပပြုလုပ်တဲ့ကမ္ဘာပေါ်ရှိအကျဉ်းထောင်မြန်မာဖြစ်ပေါ်နေတဲ့စိန်ခေါ်မှုတွေကိုဖြေရှင်းခြင်းနဲ့ဆက်လင်းပြီးတကားဖွင့်ဆွေးနွေးမှုမှာကုလသမဂ္ဂဆိုင်ရာမြန်မာမြေလန်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောဆိုလိုက်တာပါ မြန်မာနိုင်ငံမှာစစ်အာဏာရှင်အစဉ်အဆက်လက်အောက်မှာမတရားအကျဉ်းချခြင်းနဲ့ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကတရားဥပဒေစိုးမိုးမှုကိုအချိန်ကြာမြင့်စွာဖျက်ဆီးထားခဲ့ကြောင်းအခုက2022ခုနှစ်ဖေဖော်ဝါရီလမှစစ်တပ်မှမတရားစစ်အာဏာသိမ်းဖို့ကြိုးပမ်းမှုစတင်ဖြစ်ပေါ်ခြင်းကလေးကော အဲ့လိုဖိနေချုပ်ချယ်မှုတွေကအလွန်အမင်းစိုးရင်ရင်မကိုရောက်ရှိလာခဲ့ကြောင်းစစ်တပ်လောက်ခံတရားရုံးတွေကလီယဝက်စွာလှုပ်ရှားပြီးတည်တံ့စီရင်ချက်တွေကိုမင်းနဲ့ပိုင်တွင်ချမှတ်နေကြောင်း2023ခုနှစ်တနှစ်ထဲမှာပဲဒီမိုကရေစီထောက်ခံအားပေးသူအယောက်160ခန်းတည်တံ့ချမှတ်ခံခဲ့ရကြောင်း၎င်းကဆိုပါတယ်2022ခုနှစ်မှာနိုင်ငံရေးအကျဉ်းသားတွေဖြစ်ကြတဲ့ကိုဖြိုးစင်ရတော့ကိုကျော်မင်းယူခေါ်ကိုကျင်းမီကိုလာမျိုးအောင်နဲ့ကိုအောင်သူရစော်တို့အနေနဲ့တကားပိတ်တရက်ခွင့်များနဲ့ မတရားကွက်မြက်စီရင်ခြင်းကိုခံခဲ့ရကြောင်းစေအုပ်စုအနေနဲ့အကျဉ်းသားအကျဉ်းသူတွေကိုနှိယစစ်လျှော့များအသုံးပြုပြီးညှဉ်းပန်းခြင်း၊ရိုက်နှက်ခြင်း၊အသက်ရှူကျက်စီခြင်းအမျိုးသားမျိုးသမီးတို့ကိုလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေထိန်းချုပ်ထားတာတွေပါလှုပ်ဆောင်နေကြောင်းဆိုပါတယ်။မြန်မာနိုင်ငံမှာကျောင်းသူကျောင်းသားများ၊ဆရာဝန်များ၊သတင်းတောက်များ၊ရွှေကောက်ကန်လွတ်တော်မတ်များနဲ့ကလေးများထိပါဝင်လျက်ပြည်သူ2900ကျော်မှနိုင်ငံရဲ့ရည်ရည်ချက်တွေကြောင့်ဖမ်းဆီးခံခဲ့ရကြောင်းအများစုမှတရားလက်လွတ်ဖမ်းဆီးချုံနောင်ခြင်းခံရတာဖြစ်ပြီးစစ်တပ်မှငွေညှစ်လိုတဲ့ ည်ရွယ်ချက်နဲ့ဖန်စီချုံနောက်ခံရသူတွေဖြစ်ကြောင်းဖန်စီခံထားသူများအနက်2000ကျော်မှဆက်လက်ထိန်းသိမ်းခံထားပြီးထောင်တန်းများစမှတ်ခံထားကြောင်းဒါ့ပြင်အစိုးရဖန်စီထိန်းချုပ်ခံရသူများအနေနဲ့တရားများတားမှုရှိတဲ့တရားခွင်ဆုံးဖြတ်ချက်ကိုတစ်ချိန်တစ်ခါမှခံစား권မရရှိကြောင်းသိရပါတယ်။ဒါကြောင့်မြန်မာနိုင်ငံရှိအကျဉ်းထောင်များကိုကုလသမဂ္ဂနဲ့ ICRC တို့မှအကန့်အသတ်မရှိဝင်ရောက်ခွင့်ရရှိစေဖို့တောင်းဆိုရန်အထူးသဖြင့်အစိုးရဖွဲ့စည်းများအနေနဲ့အကျဉ်းသားများအမှန်တကယ်ရင်ဆိုင်နေရတဲ့အခြေအနေများကိုမှန် ်ကန်စွာသိရှိနာလည်ရန်လိုအပ်ကြောင်းအကျဉ်းသားများအနေနဲ့မိတိအကြောင်းပြချက်နဲ့ဖန်စီခံရစေကမူတရားရုံးရှိမှောက်မှာတရားများတမှုရှိစွာတရားရှင်ဆိုင်ခွင့်ရရှိတဲ့ကြောင်းထို့အတူမိသားစုဝင်များအနေနဲ့လည်းအကျဉ်းသားတွေရဲ့အခြေအနေကိုသိရှိပိုင်ခွင့်ရှိရပြီးကြောင်း၎င်းတို့အကြောင်းမှာအဆက်အသွယ်ပြုခွင့်ဖြစ်ရမှာဖြစ်ကြောင်းတာမန်ကြီးကနိုင်ငံတကာကိုပြောကြားခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်